ကဲအားလုံးပဲမင်္ဂလာပါလူဦးတော်လည်ရေးကပြီးဆုံးသွားပါပြီခင်ဗျာเนาะ30 29စစ်စီရေးမှာเนาะမြောက်သုံးကောင်ဆိုတာလည်းပဲအဲတဖြည်းဖြည်းနဲ့ပျောက်ဆုံးနေပါပြီเนาะအဲ့တော့ကိုကန့်ဒီလည်းပဲဘောမှာပါပြီတအောင်ပလောင်ဒီလည်းဘောမှာသွားပါသည်အဲ KI KIO တွေလည်းပဲဘောမှာနေပါပြီเนาะ မကြခင်မှာအေးလဲမဲ့ဘောမရတော့မှာဖြစ်ပါတယ်အဲ့ဒီတော့တစ်လေးလုံးစစ်စစ်ရေကရားဝင်ဒီလဲပဲပြန်လဲယူပြီးွားပါပြီ free bar မှာ ranger တွေလဲပျောက်ဆုံးလို့သွားပါပြီကရင်ပြည်နယ်ကြီးလဲပဲရွေးကောက်ပွဲကိုပြန်ပြီးလက်ခံသွားပါပြီနော်အဲ့တော့30 20ကိုစစ်စစ်ရေကြီးကပြီးဆုံးသွားပါပြီအဲ့တော့ຫນွေဦးတော်လန်ရေးຫນွေဦးမှာယူသွတ်သွားတဲ့သူတွေအကုန်လုံးဟာຫນွေဦးမှာစခဲ့တဲ့တော်လန်ရေးဟာအခုຫນွေဦးမှာပဲအဆုံးတက်မှာဖြစ်ပါတယ် နှွေဦးဘယ်မှာအဆုံးသတ်မလဲဆိုရင်သခိုင်းတိုင်းမှာပဲအဆုံးသတ်မှာဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တနေ့ကပြောခဲ့ပါတယ်နော်။အဲဝက်လက်ကိုစတင်ပြီးတော့ခြင်မုံနေပါပြီ။သခိုင်းနဲ့ကဝက်လက်ကိုတကယ်သဘုံသဘုံနေအတောင်ချမ်းဆုံးနော်။သဘုံပဒက်အဆုံးရောက်တွေကွန်မြူနတီတောင်ချမ်းဆုံးဝက်လက်ကိုစတင်ပြီးဖြိုးနေပြီလို့ကျွန်တော်ပြောခဲ့ပါတယ်။ကဲအခုလည်းပဲဒီပဲရင်ကိုတက်မတော်ကကောင်းကောင်းအမှုတ်ချိန်နေပြီဆိုတဲ့အကြောင်းကိုအဲသူတို့တွေရဲ့လူအဲ လူရုຫນွေဦးဆိုတဲ့အဲသတင်း page လေးကဘာတွေပြောထားလဲနားတော်ကြည့်အောင်ဗျာနော်ပြည်သူတွေထိခိုက်ဒဏ်ရာရကြောင်းတပရဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပကထုတ်ပြန်ပါလေနိုဝင်ဘာ၁၀ရက်မနေ့ကညနေပိုင်းမှာတပရဲမြို့နယ်အနောက်ခြမ်းကကျေးရွာ၂ရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ကျေးရွာ၂ရွာကိုမိချီလာရှက်တဲ့လေတက်ကနေလာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့နှစ်ကြိမ် တတဦးလေးတက်ကတက်လာတဲ့ jet fighter နဲ့နှစ်ကြိမ်ဟာနောက်ထပ် jet fighter တစ်စီးနဲ့၄ကြိမ်လေးကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလို့အဲ့ဒီမျိုးနဲ့ပါကာဖာကအသိပေးပါတယ်အဲ့ဒီနောက်ညနေ6နာရီမှလည်းနောက်ထပ်လေးကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်ကောင်းလိုက်တာကောနော်ကောင်းလိုက်တာကောင်းလိုက်တာအရသာကိုရှိနေတာပဲနော်အရသာကိုရှိနေတာပဲနော်အဲ့တော့ຫນွေဦးအယူတော်လန်ကြီးကတော့ဗလေຫນွေရသည်မာရင်ပြီးဆုံးတော့မှာဖြစ်ပါတယ်နော်ထက်တာထောင်းမယ်ဗျာ မှုတွေကြောင့်ပြည်သူတချို့ထိခိုက်ဒဏ်ရာရတဲ့အပြင်ဘယ်ပြည်သူလဲအဲအကြမ်းဖက်အားပေးတဲ့ပြည်သူလားအကြမ်းဖက်အားပေးတာပြည်သူမဟုတ်ဘူးနော်အဲ့ဒါအကြမ်းဖက်ပဲအကြမ်းဖက်တွေဓာတ်မှာနေပြီးတော့အကြမ်းဖက်အားပေးရင်အကြမ်းဖက်တွေကိုထောက်ခံတဲ့သူမှန်တယ်များဒီပြည်သူမဟုတ်ပါဘူးနော်ဥပဒေပေါင်းထဲမှာနေရင်တော့ပြည်သူပါအဲဥပဒေအတွင်းထဲမှာနေတဲ့သူမှန်တယ်များဒီပြည်သူဖြစ်တဲ့အတွက်ကြောင့်ပြည်သူမှန်တယ်များကိုတတ်မလို့ဒီနော်ရေလူလာလို့ကြင့်ရပါတယ်အကြမ်းဖက်အစွန်းရောက်တောင်းကျမ်းသူမှန်တယ်များကိုတော့ နေလိုမီလိုကျင့်ပေးရပါတယ်အခုတော့နေလိုမီလိုတွေမဟုတ်ပါဘူး900တန်းနေ1000တန်းတွေပါကျွေးနေတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မဟာဗမာပါ Hehehehe